မ္မနိုင်ငံမှာလူဖြစ်ရတာတိတ်ကိုကံကောင်းပါမကြရည်ဘူးမကြရည်ဘူးအနေငယ်မှာလူဖြစ်ရတာလေတော်တော်ကိုကံဆိုးတာအားလုံးမင်္ဂလာပါထုံးစံနိုင်ကျွန်တော်ရဲ့ပေါ့တကီးယားဗီဒီယိုတွေကိုအထူးပြန်ကြည့်ဖို့ပြန်လာပါပြီဆိုတော့ဒီနေ့မှာကျွန်တော်ဗာဗီဒီယိုတွေထုတ်ထားရဲဆိုလို့ရှိရင်တော့ဒီနေ့မှာတော့ဒါပေါ်မှာပေါ့နော်ပေါ်မှာကျော်မျိုးမင်းကျော်မျိုးမင်းရဲ့သူ့ဥပမလေးရှားကိုသွားမယ်မသွားမယ်မသွားဘူးသွားမယ်အစားတဲ့သူ့ အာပေါင်းအရင်တန်တန်နဲ့သူပြောခဲ့တဲ့အကြောင်းအရာတွေကိုဟူအစနဲ့အခုနောက်ဆုံးမနေ့ကညဒီဒီကောင်ပြောခဲ့တဲ့ဟာတွေကိုပေါ့နော်ကျွန်တော်လုပ်ထားပါတယ်ဆိုတော့ဂျားထဲမှာလည်းထုံးစံတယ်ပေါ့ကျွန်တော်ရဲ့ပုံစံနဲ့အဲတော့ဒါလေးတွေပါတယ်ဆိုတော့ကျွန်တော်အတူတူကြည့်မြင်ပြီးခွိမြင်ခွိမြင်ဒီကောင်ကိုလှောင်မယ်မရောက်နိုင်ဘူးလှောင်မယ်ကျွန်တော်တို့ခွိကြမယ်โอเคကြည့်မြင်မင်္ဂလာပါနမစတေ ချို့တချို့တွေကအုံနောက်မရှိကြပါဘူးဒီစကားတမျိုးဖြစ်နေပေမဲ့လူတချို့ကအုံနောက်စိတ်ပိုင်းတော်တော်များများမရှိဘဲနဲ့တပွားလုံးသူ့လိုငါလိုလူတွေလိုနေနိုင်ကြပါတယ်တူးလေတူးလေတူးလေဒေသခွန်ရှင်မြောက်အာဆင်ထိပ်သီးအစည်းအဝေးကိုတဲ့ဒီအော်တိုဘာ26နဲ့28ရက်ထိကျင်းပမယ်ကွာလာလမ်ပူမှာကျင်းပမလေးရှားဘုံမှာအဲ့တော့အဲ့ဒီမှာကျင်းပမယ်ပိုးမြန်မာကဘုံမှုကြီးမြောက်နိုင်ငံတက်မယ်တဲ့ ဆိုတော့ပြောချင်တာအပိုင်းတစ်အဖြေရအဲ့ဒါပဲအဖြေရအဲ့ဒါပဲဘိုးဘိုးကြီးစိတ်ရှည်လက်ရှည်တီးခံသွားပြီးတော့စနစ်တကျသူအချိန်ဆိုင်အချိန်ဆောက်ပြီးတော့သူလှုပ်ရှားရှားတိုင်မခဲလှုပ်ခဲ့တဲ့ဟာအကျိုးကိုသူခံစားရတာပဲဆိုတော့သူဒေါ့ချီမိုးကြီးနဲ့သာသူလှုပ်ခဲ့ရင်ပဲခင်ဗျကိုကိုကပြေးစေးပဲပြုံး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 နေပဲသူကလှုပ်နေလှုပ်နေရပဲဆိုတော့အခုအာဆီယံထိပ်သီးညီလာခံစည်းဝေးကိုသူတက်ခွင့်သူတက်မယ်သူတက်မယ်ဟုတ်ကဲ့ Okay မလေးရှားသတင်းဌာနတခုကမလေးရှားသတင်းဌာနစဖို့ရတဲ့ news trade တဲ့ကတော့သူ့သတင်းထဲမှာပြန် edit လုပ်သွားတယ်ဒါအပိုင်းကြီးနေ ကျန်တဲ့သတင်းစာတွေအကုန်လုံးကလည်းတချို့တွေလည်းရောင်းတောင်းကြောင်းကြောင်းကြောင်းဖြစ်ကုန်တယ်ဒီနေ့ကြားနေပြီစတားကြောင့်သိနေပြီတက်မတော်သားတွေကိုပြောပြလိုက်ပါချန်ဖက်စစ်ကောင်းဆောင်မေအောင်နိုင်ဟာအာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်ရမှာမဟုတ်ဘူးလို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကိုတိုင်တရားဝင် ထုတ်ပြောလိုက်မှုကြောင့်စစ်တပ် lobby တွေရဲ့လိမ့်လဲဝါဒဖြတ်မှုတွေအဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်စောင့်ကြည့်ပါဦးဘုလိုကြီးမလေးရှားကိုသွားရမှာလားမသွားဘူးလားဆိုတော့စောင့်ကြည့်ပါဦးလို့ပဲကျွန်တော်ပြောချင်တယ် ငါပါမရချင်မရပါဘူးရက်ကလေးပါလို့ပြန်ရရှစ်ခွေးဟိုမှာဟောလူချိုင်းမှာသိကြနေပြီစတားချုံသိနေပြီတက်မတော်သားတွေကိုပြောပြလိုက်ပါမကြခင်ကျင်းပမဲ့အာဆီယံထေသေးညီလာခံမှာအာနာသိန်းစကောင်းဆောင်မင်းအောင်လှိုင်တက်ရောက်မှာမဟုတ်ဘူးလို့အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံမလေးရှားဝန်ကြီးချုပ်ကအတည်ပြုလိုက်ပါတယ်အဲအဲ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာပြုလုပ်မယ်။အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့အတွက်အကြမ်းဖက်စစ်ကောင်းဆောင်မေအောင်လန်ကိုဖိတ်ကြားထားခြင်းမရှိဘူးလို့မလေးရှားအစိုးရနဲ့ပုံမှန်ထိတွေ့ဆက်ဆံမှုတွေပြုလုပ်နေတဲ့တော်လန်သတင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။မလေးရှားဘက်ကဘာပြရလဲပြရတော့ဟိုအောင်လေးကဲကွာဒီကောင်လေးစိတ်ချမ်းတိုင်းပြရကွာဟဲ့လောက်မယ်တရင်ချက်ထုတ်ချလိုက်ခါဖိတ်လိုက်ဒီနေ့အောင်တော့ဒီကောင်လေးအောင်တော့တော့တော့ဆိုပြီးတော့ လောက်သလားပေါ့နော်စဉ်းစားရတာဖြစ်တာစေးပူတာတော့မှားပဲစေးပူတယ်အေးစေးပူရစေးပူရဒီနေရာနေတာတုံးသိနေပြီတက်မတော်သားတွေကိုပြောပြလိုက်ပါအဂျမ်းပဲစစ်ခေါင်းဆောင်မင်းအောင်နိုင်အနေဖြင့်အာဆီယံထိပ်သီးအစည်းအဝေးကဲ့သို့တယောက်ခွင့်ရမှာမဟုတ်တော့ဘဲနဲ့မလေးရှားအာဆီယံဥက္ကဋ္ဌဖြစ်တဲ့ဝမ်ဂျီချုပ်ကတယောက်ဝင်ထုတ်ပေါ်ပြောဆိုတာရှိခဲ့ပါတယ်တဲ့ဘုဒ္ဓမကြီးတော့အမှန်မတော်ဘူးလားလို့မင်းစောင့်ကြည့်ပါအာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာစစ်ကောင်းဆောင်တွေတက်ရောက်ခွင့်မပြုဖို့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကဆောက်ဖြတ်လိုက်ကြောင်း NHK သတင်းဌာနကကြားပြတ်သတင်းအဖြစ်ဖော်ပြခဲ့ပါတယ်ဟိုရှောက်ပြီးတော့ဟိုကောင်တွေကရေးချင်တာရေးနေကြတာပဲရှိတာအခြေတစ်ခုရအဖြေပေါ်သွားလိမ့်မယ်ဗျာနော်အော်တိုဘာလ26ရက်နေ့ကနေ28ရက်နေ့ထိမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာဒါပြုတ်လုံးမယ်ပေါ့နော်အာဆီယံထိပ်သီးအစည်းအဝေးအဲ့အစည်းအဝေးကိုဒါတက်ရောက်မယ်ခေါင်းဆောင်များစီးရင်မှာမလာမပါ sorry မြောင်းလိုက်မပါပါတော့မြောင်းလိုက်အစီဝင်တက်ခွင့်ရမည်မဟုတ်ဆိုပြီးတော့ဒါမလေးရှားဝန်ကြီးချုပ်ကထုတ်ပြောလိုက်တယ်ပေါ့နော်တဲ့ရလဲဘာဖြစ်တော့တစ်လုံးမတစ်ဖက်နေလာလဲဘာကောင်းပြောညီမရဲ့လက်ရှိနေထားတာအပေါ်စီကိုရောက်နေတယ်အာဇီယံကူတော့ဒီကောင်တွားတက်ရတော့မယ်ဆိုပြီးတော့ကျွေးကြော်နေတဲ့ကြောင်မျိုးမင်းတို့ရဲ့မျော်လင့်ချက်ကဘာဖြစ်သွားလဲပထမဆုံးကတော့ဘာလဲဆိုရင်တော့ ဘာလို့ကျွန်တော်လည်းမနေ့ကတော့အထီးပေါ့နော် Russell တွေကိုကျွန်တော်လိုက်ကြည့်တာဟုတ်ပြီစစ်လက်ဘက်ကတော့ဒါတက်မယ်တက်မယ်ဆိုပြီးတော့ lobby နဲ့ဝါဒဖြန့်လာတာရှိတယ်ဒါပေမဲ့တရားဝင်သတင်းမထုတ်တာဘူးတရားဝင်သတင်းမထုတ်တာဘူးအဲ့တော့ဟိုဟာပေါ့နော် Destroy တိုင်းကဒါဟိုတနေ့ကတော့ကတော့သတင်းမီဒီယာတွေတော်တော်များများပေါ်ပြတယ်အဲ့ဒီတွေကကျွန်တော်ကြည့်နေပထမမရောက်နိုင်တဲ့နာမည်ကိုထည့်ပြီးတော့အဲပေါ့နော်သူတို့ပေါ်ပြလာတယ်ပေါ့နော်အဲပေါ်ပြလာတယ်နောက်တော့ edit လုပ်ပြီးတော့မရောက်နိုင်တဲ့နာမည်ကိုပြန်ပြီးတော့ဖြတ်လိုက်တယ်ဒက်စထရိတ်တိုင်းဟိုတနေ့ကတော့ အဲ့အဲ့လေကျွန်တော်လည်းဒီနေ့လေသတင်းတွေလိုက်ဖတ်နေတာဗောနော်သတင်းတွေလိုက်ဖတ်နေတော့ဒါပေမဲ့ဒါကဟိုစွတိတိကျကျတော့ဟုတ်ချင်မှာတော့ဟုတ်ဦးမယ်အဲ့ဒါပေမဲ့ခစ်တစ်မှာတော့တက်လာတယ်တွေ့တယ်နောက်ပြီးတော့အဲ့သူပြောတဲ့သတင်းဌာနကိုလည်းကျွန်တော်တွားပြီးတော့အကြည့်ဟုတ်တယ်အိဗရာဟင်ဗောနော်မလေးရှားဝန်ကြီးချုပ်အိဗရာဟင်ကမရောက်နိုင်တက်ခွင့်ရမှာမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်တယ်ဒီနေ့တော့ မလေးရောက်ဝေချိုအီဗရာဟင်ကနေပြီး NY ဖရင်ကနေပြီးမီဒီယာတွေဖြေလိုက်တယ်မလေးရှားမီဒီယာမှာဖော်ပြလာတယ်ဗိုလ်ချုပ်မူကြီးကဗိုလ်ချုပ်မူကြီးကမတက်ရောက်မတက်ရောက်ဖြစ်မတက်ရောက်ဖြစ်တက်ရောက်ဖြစ်မှာမထင်ဘူးလို့သူကပြောတာစကားရောင်ဖြစ်အခုလို့အာဆီယံကနေပြီးတော့မြန်မာနိုင်ငံအာဏာသိမ်းစစ်ကောင်စီကို တက်ခွင့်မပေးဘူးဆိုရဆုံးဖြတ်ချက်ဟာအမ်တမထူးခြားပြီးတော့ရင်းရင်းနဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ကျွန်တော်မြင်ပါတယ် ဆောက်ရှက်တော့ကွဲပြီဆောက်ရှက်တော့ကွဲပြီဆောက်ရှက်တော့ကွဲပြီဆိုတော့ခန့်စကလုံးလေးပြောမယ်အခုပြည်ပြုပ်စုတွေနဲ့တခြားလူတွေရင်းနေတာပါလဲဆိုတော့ဘုဇုံကြီးကတက်ခွင့်မရဘုဇုံကြီးမတက်ဖြစ်မတက်ဖြစ်တော့ဘုဇုံကြီးတက်ခွင့်မရဆိုတော့ပုံစံမျိုးရေးကြတာတွေ့ရတယ်ဆိုတော့တက်ခွင့်မရဘူးဆိုတာနဲ့တက်ရောက်မှာမဟုတ်ဘူးလို့ပြောတာနဲ့စကလုံးနှလုံးရဲ့အတိတ်ပဲမြန်မာစာတိုက်စာတိုက်ပြီးလေးစာမြန်မာစာတိုက်စာတိုက်ရင်နားလဲပါတယ်အဲ့တော့ကျွန်တော်ကဒီနေရာမှာစကလုံးနှလုံးမှာရှင်းပြမယ် Henry Barry ပြောတာကရှင်းရှင်းလေး He will not be attend We are not invited move ရှင်းရှင်းလေး we are not invited to ကနောင်းမလို့ပြောဆောက်ဖို့ဒီဆောက်ဖို့ဒီဝါတော့ဖြစ်ရရေပေါ့ဆိုတော့ရှင်းရှင်းလေးအဖြေကငါတို့သူ့ကိုမဖိတ်ခဲ့ဘူးလို့ NY Ibrahim ကမပြောဘူး तू တက်ဖြစ်မှာမဟုတ်ဘူးလို့ပြောတာ तू တက်ဖြစ်မှာမဟုတ်ဘူးလို့ပြောတဲ့စကားလုံးအတိတ်ပဲမြုပ်နေတာအများကြီးရှိတယ်အဖြေရှင်းရှင်းလေးအခန်းကြမ်းတာဘူးလို့ဒီအခန်းကြမ်းတာဘူးလို့ဆောက်ရတော့ကွဲပြီဆောက်ရတော့ကွဲပြီဆောက်ရတော့ကွဲပြီတက်ဖြစ်မှာမဟုတ်ဘူးဆိုရင်မဖိတ်ခဲ့ဘူးလို့ပြောတာမဟုတ်ဘူး မဖိတ်ခဲ့ဘူးလို့ပြောတာမဟုတ်တယ်တက်ချော့မဟုတ်ဘူးဆိုတာဒီဖိတ်ခဲ့သည်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကျွန်တော်ရတဲ့ information ကျွန်တော်ပြပြပါမယ်။ဒီဒီညမှာယူနေပဲ။ခုနဒီစကလုံးနှလုံးခါတော့ခွဲပြီးသွားပြီဆိုရင်တချို့ကပြောနေမယ်။အဲကောင်ကဘာကွာမေဟိုနေကဘုံကြီးကထရန်နဲ့တွေ့မယ်လို့ပြောပြတယ်။ကျွန်တော်ပရိပရာပြောအချီးချိန်ပြော။ Okay ရတယ်ခရောက်တဲ့တလောက်ပြော။တချို့ကိစ္စတွေရတယ်။ကျွန်တော်တို့ကကျွန်တော်တို့သိရတဲ့ information ချိတ်ဆက်ပြီးတော့တချို့ဟာတွေတခါလေးပြောတာ။ဒါပေမဲ့ နောက်ဆုံးနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်တွေမှာနိုင်ငံခေါင်းဆောင်တွေတွေ့ရတဲ့အစီအစဉ်တွေနိုင်ငံခေါင်းဆောင်တွေရဲ့အခီးအစဉ်တွေဆိုတာနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်တွေမှာအမြဲတမ်းလိုအပ်တယ်လို့ကတ်လွဲရတဲ့ကိစ္စလည်းရှိတယ်။ချက်ချင်းထားဖြစ်တာလည်းဖြစ်တယ်။ဒါကြောင့်ဒါတွေကအမြဲတမ်းစက္ကန့်နဲ့မလက်ပြောင်းလဲတယ်၊နိုင်နဲ့မလက်အချိန်နဲ့မလက်ပြောင်းလဲတတ်တယ်။အခုသူက he will not be a champ လို့ပြောပြီးတော့ဟာ his he will be a champ ဆိုပြီးပြန်ပြောရင်မနက်မှပြန်ပြောဘဲနဲ့လုပ်ငါပါမရချင်ဘူးဘာမရချင်ဘူးရေပါတော့ပြန်ပြန်ရေရှိခွေးကဘောလူချိုင်းမှာအာဆီယံဖွဲ့ကလေးကအဲ့ဒါလို့ ထိပ်သီးစည်းဝေးဖြစ်စီတခြားတခြားသောအဆင့်ဆင့်စည်းဝေးတွေမှာဖြစ်စီအဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ကိုယ်စားလှယ်တက်ခွင့်မပြုခဲ့ဘူးဆိုတဲ့သမိုင်းမရှိခဲ့ဘူးအခုမှပထမအဆုံးဖြစ်တယ်လို့နားလည်ပါတယ်ခင်ဗျငါတလောက်ပေါင်းလေးပြင်ထားတာစောက်ရက်တော့ क्वे ပြီစောက်ရက်တော့ क्वे ပြီဘာကြောင့်ဒီနောက်ကမှမြုပ်နေဇလန်းနေရှိလဲဆိုတော့ကျွန်တော်အချမ်းချင်းအဲတုံးတက်တယ်လို့မှတ်ပါနော်ဟိုတုံးတက်တယ်လို့မှတ်ပါဒါဆိုတုံးတက်တာပဲကောင်းတယ်ဟိုဟိုတိတယ်မဟုတ်ဘူးတုံးတက်တာပဲကောင်းတယ် ဆောက်ရက်ကျဲတော့ဝေးလို့ဆောက်ရက်ကျဲတော့ဝေးလို့မပြူဘုံကြီးစီလာတယ်ပြီးခဲ့တဲ့အော်တိုဘာလလေလာသွားတယ်လာတဲ့အချိန်မှာဘုံကြီးမကြီးကအာဆီယံညီလာခံကိုတက်ဖို့ကိုလာရောက်ဖိတ်ကြားတယ်လို့ကျွန်တော်တို့ကကောက်ချက်ဆွဲထားတယ်ဖိတ်ကြားတယ်အဲ့အချိန်မှာဘုံကြီးမကြီးကတက်ဖို့မတက်ဖို့အကြောင်းပြန်ဖို့ကိစ္စအချက်နှစ်ချက်ရှိတယ်အကြောင်းပြန်ခြင်းမပြန်ခြင်းကဘာနဲ့သွားဆိုင်လဲဆိုတော့အာဆီယံညီလာခံစီဝေးတက်အောင်လို့တော့သူတက်မှာမဟုတ်ဘူးဘူးတိမရှက်သေးဘူးဘာကြောင့်ဆိုဒီတပွဲလောက်ကိုသွားတက်ပြီးတော့ ူတဘာကြွမဲ့ရမှာလဲဆိုမေကွန်တစ်ချက်သူစဉ်းစားမယ်နှစ်ချက်ကဘိုးဂျိုမူကြီးကခင်ဗျားတို့မှတ်မိလိမ့်မယ်ရုရှားရဲ့အမျိုးသားအောင်ပွဲတွေရောတရုတ်ကအောင်ပွဲတွေရောနှစ်ခုလုံးသွားတိုင်းမှာဟုတ်မှာဘယ်သူနဲ့တီးတန်တွေ့လဲဆိုတော့မေကွန်အဲ့ဒါတွေကတတ်တတ်ရှိတယ်အဲ့တော့ तू ကဒီတပွဲသွားရင်ဒီကိစ္စတခုလည်းမသွားတော့ဘူးပဲ ਨੇ तू ကရှင်းပြရင်တော့ဟိုသူကဘာလဲဆိုတော့ဟိုဘာခေါ်လဲကြွက်ကူရေပါလို့လေအမြဲလုပ်တတ်တယ်အခုလည်းဖြစ်အောင် तू ဖြစ်အောင်လုပ်တယ်အဲ့တော့ဟုတ်သူဒီကိုသွားရင်ဟိုမှာဒေါ်နယ်ထရမ့်ကတဲပြောရင်ဒေါ်နယ်ထရမ့်ကမလေးရှားကိုလာဖို့ရှိတယ်အဲ့ချိန်မှာ ဒေါ်နယ်ထရန့်မလေးရှားလာရင်သူကလည်းမလေးရှားသွားမှာသွားပြည်ရင်သူတက်ဖြစ်ရင်တို့နှစ်ယောက်တွေ့ဆုံဖို့ဆိုတဲ့ကိစ္စကိုညှိနှိုင်းခဲ့တာညီအားရှိတယ်။အချက်မရှိဘူးလား။အောက်လိုက်မှာညှိနေတာရှိတယ်ခင်ဗျားတို့မသိတာ။အဲဒါကြောင့်မလေးရှားကိုလည်းပြနေတာ။ တူအမေရိကန်တမန်တက်မာလာပူတင်တက်မာလာဟိုအမေရိကန်မြန်မာတက်မာလာအဲ့ပတ်လေရိုက်ပြီးတော့မလေးရှားမျက်နှာပွင့်ပြီးတော့အတကုံလိုက်ပြီးညှိနေရတာအတကုံလိုက်ညှိနေရသူကအေးရှင်းတော့တက်လိုက်ကြည့်နေရတာအမေရိကန်တမန်ရဲ့တော်တော်များများပေါ့လားအကုံလိုက်ညှိနေရတာရှိတယ်ညှိလို့မပီမပီမပီမတက်ဘူးဆိုတော့အမေရိကန်တမန်နဲ့မြန်မာခေါင်းဆောင်နဲ့တွေ့ဖို့ကိစ္စကအဆင်မပြေတော့ဘူးလို့ယူဆရတဲ့ကိစ္စအချိန်မပြေတော့တဲ့ကိစ္စပတ်သက်အမေရိကန်တမန်က20ခွန်မှာဂျပန်ကိုတောင်ကိုရီးယားနဲ့ဂျပန်ဆက်ကြတယ်ဆိုတော့26 20ခွန်28ဆိုတဲ့၃ရက်မှာဘိုးချုပ်မကြီး26တရက်တည်းတွားရုံနဲ့မပြီးဘူးမပြီးတော့ threat နဲ့ဘိုးချုပ်မကြီးနဲ့တွေ့ဖို့ကိစ္စတည် ဘလို့မှမဆိုင်မဲ့တိလွဲလွဲမဲ့ကိစ္စရှိတယ်အောက်ချိန်မှာညှိနေတဲ့ဇာလန်းလေးတွေရှိသေးတယ်ဥပမာမြေရှားလိုဟာမျိုးတွေညှိနေတာရှိသေးတယ်အဲ့တော့တချို့ဟာတွေကဘိုးချုပ်မကြီးဒိုဂျင်တဲ့ဟာ reserve မထွက်တဲ့ကဒီဘက်ကလည်းတက်တင်မတက်တင်ချိန်ပြီအချက်မရှိဘူးလားဆက်တင်တယ်ချိန်တဲ့ခါကျတော့အကြောင်းမပြောင်းမပြောင်းမဲ့နေရင်တွင်ပဲမပြေမဲ့နေတဲ့အချိန်မှာပဲဘက်ကနေဆိုဟိုဘက်ကမီဒီယာတခုက news rate တွေထားဖော်ပြတယ်တက်ရောက်မဲ့စီးရီးတွေကိုထားဖော်ပြတဲ့အချိန်ဘိုးချုပ်ကြီးနာမည်ပါလာတယ် ပါလာခြင်းအကြောင်းအရာဖိတ်ကြားတဲ့အထက်မှာစင်းနေမှာရှိနေပြီလားမို့လို့ပါလာတာဖိတ်ရတဲ့အချိန်မှာရှိပါလာတာဒါပေမဲ့အဲ့ဒီအချိန်အော့အတောင်းနေဖြစ်တဲ့အချိန်ဒီဘက်ကမြန်မာဆိုရဘက်ကလည်းဟိုကညှိလို့မရတော့အချိန်ကြတော့ဒီဘက်ကဖြစ်နိုင်ကြီးရှိတယ်ဒီဘက်ကအဲ့ဒါဆိုရင်တော့ Trump နဲ့တွေ့ဖို့မတွေ့ဘူးမတေချာသွားပြီဆိုတော့မတက်တော့ပူတင်ကလည်းမလာဘူးမတက်တော့ရှီချင်းမင်းလည်းမလာဘူးမတက်တော့ပူတင်လည်းမလာဘူးရှီချင်းမင်းလည်းမလာအဲ့ဒါဆိုရင်သူဘာတော့တော်မလဲဆိုစဉ်းစားတယ်သူဟိုမှာမော်ရီနဲ့လည်းတွေ့ပြီလေရှီချင်းမင်းရောတွေ့ပြီသူတွေ့ဖို့ကျန်တာ Trump နဲ့ကျန်တယ်ဆိုတော့ Trump နဲ့တွေ့ဖို့ပြီးသားပူတင်လည်းမလာဘူးရှီချင်းမင်းလည်းမလာဘူးဆိုရင် तू တွားရင်တက်မှာမလားဆိုတော့ဒီဒီဒီနိုင်ငံရေးအရာစဉ်းစားဖို့ရှိသေးတယ် အဖမ်းကမှကြောက်လို့ဆက်တင်တယ်ခုကလာမှ तू အာဆီယံတက်ရယ်စီဝတ်တက်ရယ်သူ့ကိုဝိုင်းပြီးတော့ကြက်မရတခုရှိချင်းခရမသိဘူးကြက်မရတခုရှိတယ်ဒေါန်ဆန်းသူကြီးကိုအဲ့ဒီဆိုဝိုင်းပြီးတော့ဝိုင်းပြီးတော့ကတ်ပြီးတော့ပြီးခုကြားဖြန့်ခုလက်ရှိဖြစ်နေတဲ့ကြားဖြန့်ကိစ္စတွေကိုသူ့ဝိုင်းထိုးတယ်ပဲဝိုင်းကြိတ်မှာဒါလောက်ပြဿနာပေါင်းတောင်းချောက်တောင်းပြီးသူ့ကိုဝိုင်းကြက်မရဟာကြီးနဲ့စီဝေးထဲမှာသူကငုတ်တော့ထိုင်ပြီးတော့နေမလား ဒေါ်နယ်ထရန့်နဲ့တွေ့ရမှာမဟုတ်လို့သွားပြီးတိတ်ခံပြီးသွားနေမယ်ဆိုတော့နေလို့ရမယ်ဒေါ်နယ်ထရန့်နဲ့တွေ့ဖို့မတိချာတော့တဲ့နောက်မှာ तू သွားမလား तू နေမှာခင်ဗျားဆိုစဉ်းစားအဲ့တော့အဖမ်းကံမှာတက်လို့ဒီကောစောက်ယူရတယ်တက်ဖြစ်ဘူးလို့အကြောင်းပြန်လိုက်ပုံရတယ်မားဆိုင်လို့လေကောအမကုတ်မို့တော့လိန်လို့မရပါဘူး तू ကနောက်ဆုံး minute last minute အထိဘုံမကြီးက last minute အထိညှိညှိအောင်မှာပြောမရဘူးဒါကြောင့်မလို့ပြီလို့လောကမရဘူးဆိုရင်ညှိတယ်ဆိုတော့မလေးရှားနဲ့အာဆီယံအဆက်မိတ်ကိုညှိတာမဟုတ်ဘူးဟိုကတက်ဖို့မတက်ဖို့မဟုတ်တော့ဘူးအာဆီယံဆက်မိတ်ကအော်တိုသူ့ကိုဖိတ်ထားပြီးသား ဖြစ်သွားပြီတယ်သူအဲ့ဒီခေါင်းထဲမထည့်တော့ဘူး Trump ရဲ့ဘယ်လိုညှိလို့ရမရသူညှိအောင်မှာနောက်ဆုံးမိနစ်ညှိရင်ညှိနေအောင်မှာပြောမရဘူးဒါကျွန်တော်တို့မသိနိုင်ရင်နောက်ွယ်မြုပ်နေဇလန်အဲ့ကြောင့်မလို့ကျွန်တော်တို့ကတချို့ကိစ္စကြာပြောတာတကယ်မြုပ်နေဇလန် Trump နဲ့တွေ့ဖို့ကိစ္စကိုအသေးအံလုံးပန်းနေတာအာဆီယံဆက်မိတက်ဖို့လုံးပန်းတာမဟုတ်ဘူးပွင့်တယ်ပဲဘယ်မှာတက်မှာတွေ့မှာလဲမြောက်အိမ်မှာတွေ့မှာမဟုတ်ဘူးအမေရိကတွေ့မှာဒါပေမဲ့ဒီနေရာမှာတွေ့ရဆိုတာဖြစ်ဖို့လို့လို့ဒီ result ကိုလိုချင်လို့ဒီနေရာမှာတွေ့ရဖြစ်ချင်လို့ဒီနေရာမှာညှိနေတယ် ဒါအဖြစ်ရတာအဲ့တော့တနေရာမှာပွဲတစ်ခုမှာမဖြစ်မနေဆုံးလို့တီးတာတွေ့လိုက်တယ်ဆိုတဲ့ပုံစံဖြစ်အောင်ဖန်တီးနေတယ်ဟာတွေရှိတယ်ဒါတွေကမြုပ်နေဇာတ်လမ်းတွေအဲ့တော့ကျွန်တော်အခုပြောတာကိုဟုတ်လားမဟုတ်လားဆိုတာသက်ဆိုင်ရာဒီကိစ္စကိုကင်တွယ်နေတဲ့ case ကင်တွယ်ပုံစံတွေကကျွန်တော်ပြုံးစီစီပဲကြည့်နေလိမ့်မယ်ကန်တဲ့အပြင်ကတော့ဆောက်လုံးလို့ကြည့်တယ်ရှင်းရှင်းလေးတိုက်တယ်လို့ပဲကျွန်တော်ခရီးစားပြီဒါပေမဲ့ကျွန်တော်ရှင်းရှင်းလေးပြောတာကနောက်ကတော့မြုပ်နေဇာတ်လမ်းတွေကျွန်တော်တချို့လူတွေစဉ်းစားတတ်အောင်ပြောပြနေတာပါဒါအကျမ်းပြောပြနေတာတက်တက်မတက်တဲ့ဘုံကြီးတက်တက်မတက်တဲ့ရေမကြီးဘူးအဆင်ဆမိတ်ကသူ့တော့ရေမကြီးတော့ဘာလို့ဆိုတော့ဘုံကြီးမကြီးတော့အခင်းချင်းသူရောက်သွားပြီဘာလို့ဆိုတော့သူကအပေါ်ရောက်သွားတာ မင်းသူကအစ်စီပဲအဲ့ဒါကိုသူမသိကြတာအဲ့တော့ရှင်းပြရင်တော့ဒါတွေအဖြေကြီးရှိပါတယ်တချို့အဖြေကြီးတချို့အဖြေကြီးကျွန်တော်တွက်ထားပြီးသားတွေအဲ့တော့စောင့်ကြည့်အောင်ဘယ်တခွေ့ခွေ့မှာတော့ဘုံကျုံကြီးနဲ့ trap နဲ့တခွေ့ခွေ့တနေရာမှာတခွေ့ခွေ့မှာတော့တိုက်ဆိုင်သွားတယ်တွေးကောင်းတွေးကြလိမ့်မယ်ဘယ်နေရာမှာစုံမလဲဆိုတဲ့အာမေကွန်မလေးရှားသူစီမှာစုံစီချင်ပုံရတယ်ဒါပေမဲ့ညစ်လို့မပြေးဘူးဒါကြောင့်မလို့ဖြစ်ဖို့ရတယ်ဒါကမျောလေးဒါတစ်ချက်ပေါ့နော်ဟုတ်လားငါသလောက်ပေါင်းလေးနဲ့အမေရိကန်ခေါင်းဖြူကြီးကိုကျွေးဖို့ဆိုပြီးငါသလောက်ပေါင်းလေးပြင်လာတာသွားပါပြီသွားပါပြီသွားပါပြီ တချို့တော့ကိစ္စတွေဟာเนาะအစိုးရမှန်ဖို့ကျွန်တော်တို့မှားပြရတာရှိတယ်အစိုးရမှန်ဖို့တော့ကျွန်တော်တို့မှားပြရတာရှိတယ်အဲ့တော့တခါတည်းကြာရင်ကျွန်တော်တို့မှားပြမှတချို့ကိစ္စလေးဖြစ်လာတာလည်းရှိတယ်ဒါကြောင့်မလို့တချို့ကိစ္စလေးတွေကမှားပြရတာလည်းကောင်းတယ်မှားပြရတာလည်းကောင်းတယ်မှားဖို့လည်းလိုရရင်မှားပြရတာရှိတယ်တော်ရောတော်ရော ဆောက်ရှက်တော့ကွဲပြီဆောက်ရှက်တော့ကွဲပြီဆောက်ရှက်တော့ကွဲပြီဒီအောင်လိုင်းကဂီလေးလောက်တုံးအစ်စင်မရှိဘူးဆိုတော့အာရှင်အစ်စင်ဝင်မှာဘေးဖြစ်မှာတေချပြီပေါ့ရွေးကောက်ကွဲမှာလေခွေးချက်ဖြစ်အောင်မှာပဲပြီးတော့ဒီဘသူမှမလက်ခံဘူးအကြီးလူတက်တမားကိုအမလေးသူ့အကြောင်းလဲပြောရအောင်မေးသိလားလဲမကြီးဒီလာနေပြီလာနေမင်းလားစုပ်ပူခြင်းသုံးချမ်းခြင်းတွေဘာကြောင့်ဖြစ်လာသလဲဆိုလို့ရှိရင် များစွာသောအကြောင်းတွေကအဲ့ဒီလိုအဲ့ဒီလိုသတင်းစာဆရာတွေဂျာနယ်ဆရာတွေမဂ္ဂဇင်းဆရာတွေကြောင့်ဖြစ်လာတာဟာများစွာသောအကြောင်းတွေကကြောင်းတစ်ခုဖြစ်တယ်လို့ဒီကနေ့ဒီစည်းဝေးမှာတပည့်တော်ကတင်ပြပါတယ်။ Elhu wa akubishi same amem shiro na a inde me ဒီ show ပဲကတဲ့ငါရဲ့နေလို့

ရှိတယ်။ကျေးဇူးတင်ပါတယ်။တော့ဒီကျွန်တော်ရုပ်တံလေးရောလောက်ပါပဲ။အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်။အဆုံးထိကြည်ပြီးသွားတဲ့သူအားလုံးကျေးဇူးတင်ပါတယ်။အဆုံးထိမကြည်ဘဲတဝက်တွေနဲ့ကြည်သွားတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်။အဆုံးထိတာဂျပန်900နဲ့9ကတွေ့ရင်လည်းတွေ့ကြအောင်ဗောနော်။ဟုတ်ကဲ့။အဲ့တော့ဒါကျွန်တော်ပြန်ကြည့်ပါမယ်။ညပိုင်းကတော့ပြန်လာလည်းလာမလဲလာလည်းမလာဘူးသိကြဘူးဗောနော်။အဲ့တော့ပါရှိတော့ကျေးဇူးများတင်ပါတယ်ဆိုတော့ပြောတင်ပါတယ်။ Okay bye ။